နေ re passo te yakaba city yakaba ဆရာဒီမှာရှိတဲ့အမျိုးသမီးက time ဖြစ်တယ်ဒါပေမဲ့ तू ကစဝါဒီကစဝါဒီကညီမလို့နားမလဲပေမဲ့ဆရာဟောတာတွေကိုတဲ့နားလည်နေရဲ့တဲ့ wow နားလည်နေအဲဒါပေမဲ့ तू အခုစူတောင်းခံဖို့ထွက်လာရတာလဲ तू လိုလိုထွက်လာတာပေါ့နော်ဒါပေမဲ့ तू ဘာဖြစ်လဲဆိုတော့လွန်ခဲ့တဲ့17နှစ်ကကားတိုက်တယ်ကားတိုက်တော့အကျော်၃ကျော်ပြတ်သွားတာတကျော်ပဲပြန်ဆက်လို့ရတယ်ကျန်တဲ့နှစ်ကျော်ကဆက်လို့မရတော့ဘူးအပြင်ဟိုမှာတခြားယောဂါတွေလည်း तू မှာရှိတယ်အဲ့အတွက်ဆရာဆရာစူတောင်းခံခြင်းတယ် you speaking english ไม่เป็นภาษาไทยครับครับครั้งหนึ่งแล้วปี 63ตุตตาเทมาดีเอ่อนลงยกาဖြစ်ခြင်းအပြင်သူနှလုံးရက်သွားဘူးတယ်အဲ့ရအောင်ကြုံခဲ့ဘူးတယ်ပြီးတော့မှသူ့မှာသွေးတိုးစီးချိုယောဂါတွေလည်းဖြစ်ဘူးတယ်လွန်ခဲ့တဲ့၁၂နှစ်တုန်းကလည်းကားတိုက်မှုဖြစ်ပြီးတော့မှသူ့ရဲ့ခြေထောက်အကျော်၃ကျော်လောက်ပြတ်သွားတဲ့အခါမှာတကျော်ပဲပြန်ဆက်နိုင်ခဲ့တယ်အဲ့ ด้วยพระคุณของพระเจ้า เพราะว่าวันที่หัวใจพี่หยุดเต้นเสียงพระเจ้ามาปกพี่พี่ถึงฟื้นขึ้นมา ตูนี่ไอ้มาดีมาอัตชินเนี่ยพี่อยาพี่อาเจ้าตัดตัดพี่เด้ตูบาลเลยสุดเลยตูนั่งลงย่อเยอะด้วย่ไหมพี่อานี่พี่อาตูเปลี่ยนล้านู้เลยสุดเลยอย่าชี้เลยว้าว the 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 thing h a l l e l u j that's amazing you know why okay u าจนอบาคันซาเลยสุดเลยดีมิวดมีไทม์มิวดมีพี่เด้ ดาวิเม่เสียตียาฮอเรอัจฉตายกูตุไล่ไปดอกอกุมั่นนี่เด้อใช่ๆคือว้าวเข้าใจอ่ะว้าว คืออาจารย์อาจารย์เทศมาที่นี่อ่ะอาจารย์เทศเราไม่รู้ภาษาพม่า แต่ว่าไม่รู้ภาษาพม่า แล้วก็เข้าใจใช่ไหมครับเข้าใจ แต่น้องสาวก็อัศจรรย์ และสิ่งที่เข้ามาในสมองเราอะเราไม่รู้ว่าคืออะไร พระเจ้าพูดว่าที่ออกมาว่าพระคุณอะไรเราเข้าใจหมด ဒီအာဆရာပြားဟောရတဲ့အရာတစ်ချက်စဉ်းစားတိုင်းကဘုရားဝိညာဉ်တော်ဖော်ပြခြင်းအပြင်သူတစ်ခုချင်းစီနားလည်နေရဖြစ်တယ်။ hallelujah hallelujah အဲ့ဒါအင်မတန်အောင်းဆရာကောင်းတယ်ဆရာဒေးဗစ်လာကဒါမြန်မာပြည်သားပဲထင်တာဘာလို့ဆိုတော့ဆရာဟောတဲ့တရားဟောချက်တိုင်းအကုန်လုံးသူလိုက်ပြီးတော့မှတ်နေတာဖြစ်ချင်းတော့သူကထိုင်းဖြစ်နေတယ်။ wow မြန်မာစကားလုံးဝနားမလည်ဘူး။စင်ခေလောင်မှာထင်းနေ พราะเราไม่เข้าใจเราก็ไม่รู้ว่าพระประสงค์ของพระเจ้าคืออะไร แต่ตั้งแต่เราฟื้นจากความตายมาแล้วเรารู้สึกว่าเราอยากแสวงหาพระเจ้าเราละทิ้งธุรกิจของเราหมดในทางโลก เราไม่เอาเราเข้าไปแล้วเราเห็นเงิน เรานอนไม่ได้เราเครียดแล้วเรารู้สึกว่าเราสับสนมันมีสองเสียงกําลังแย่งชิงตัวเราเราก็ไม่รู้ว่าคืออะไร และการที่เรามานี่เราก็อยากค้นพบว่าเราคืออะไรกันแน่ ว่าพระเจ้าต้องใช้อะไร เราไม่รู้แต่เราเราอยู่ทางโลกไม่ได้ที่มาทานนะคะ အာသူဒီမှာလာရချင်းကဘာလဲဆိုဖရာသခင်ကသူ့အသက်တာမှာဘလို့အသုံးပြုချင်လဲဆိုတာသူကောင်းကောင်းအဖြေရှင်းရှင်းသိချင်လို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအာနှလုံးရက်ချင်းကနေပြီးတော့ပြုအသက်ပြန်ရှင်လာတဲ့နောက်မှာသူ့အသက်တာဒီလောကအလုပ်ကိုလုံးဝလုပ်လို့မရဘူး I have a word for you say ဝါးပြောသူနားလဲပါတယ်ဖရာသခင် စကားပြောနေတာရှိတယ်အတင်မကြခင်မှာအမှုတော်ဆောင်ရလိမ့်မယ် Do you understand what I'm saying? Okay. ဆရာမြင်တာဆရာမြင်တာပြောပြမယ်။မချမ်းမာတဲ့သူတွေအများကြီးသူ့အဖြစ်ချမ်းမာခြင်းနေပြန်ရတယ်။နှလုံးယောဂါတမားတွေပင်လင်ပြန်လွတ်မြောက်ရတဲ့အခွင့်ကိုသူ့အဖြစ်ဖရခင်ပြင်ဆင်ထားတယ်။လမ်းမလျှောက်နိုင်တဲ့သူတွေပြန်လမ်းလျှောက်တော့ဖရခင်ဖော်ပြတယ်။ထိုင်းနိုင်ငံသားတွေထဲမှာဖရခင်ဤသမီးကိုကြီးမားစွာအသုံးပြုလာလိမ့်မယ်။ တရှင်တော်ဝိညာဉ်တော်အလုံးလုံးတဲ့ခါမှာမြန်မာစကားမှာတတ်ပေမဲ့အခုပြောတဲ့ခါမှာနားလျရတဲ့ခွင့်ကိုပြင်ဆင်တဲ့ဖရာသည်အောပယ်သမိတ်လက္ခဏာမရှာခင်မှာဒီသမီးရဲ့အသက်တာဖြင့်ထိုင်းနေအများကြီးလွတ်မြောက်ပြီးကြားမှာချင်းနေရရှိလာလိမ့်မယ် In the name of Jesus ဟူရာဘာစိတ်ရခါပါ Hallelujah ပရမတိအမျိုးသမီးကိုကြည်ထားပါတိုင်းထဲမှာဖရာရှိမှဆိုအသုံးပြမှာမျိုးသမီးတယောက်ဖြစ်လာလိမ့်မယ်မချမ်းမှာတဲ့သူတွေချမ်းမှာရှင်ပြန်ရရှိလာလိမ့်မယ်အာမင် Hallelujah.